ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Apple ဟာအရင်ကလောက် creative မဖြစ်တော့ဘူးလို့ Nothing CEO ဝေဖန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗြိတိန်စမတ်ဖုန်းကုမ္ပဏီ Nothing Technology ရဲ့ CEO ဖြစ်တဲ့ Carey P ကတော့နီးပညာကုမ္ပဏီကြီး Apple ဟာဆိုရင်အရန်ကိုကြီးမားလာပြီးကုမ္ပဏီတစ်ခုလိုဖြစ်လာတာကြောင့်အရင်ကလောက်တီထွင်ဖန်တီးနိုင်စွမ်းနေမရှိတော့ဘူးလို့ဝေဖန်ပြောကြားခဲ့ပါတယ် iPod ရဲ့ Parkin လို့နာမည်ကြီးတယ်တိုနီ Falk တဲမှာရှင်းလင်းမြှုပ်နှံခဲ့သူအဖြစ်ပါဝင်ခဲ့တဲ့ P ကတော့အရင်တော့ကသူ့အတွက် တက်ကြွလှုံ့ဆော်မှုတွေပေးခဲ့တဲ့ app ဟာယခုအခါမှာတော့ပြင်းစရာကောင်းလာပြီလို့ယုံကြည်နေပါတယ်။ Wire နဲ့ပြုတ်လုတဲ့ interview မှာတော့ Bill က app ရဲ့မကြသေးမီကတီထွင်မှုတွေအပေါ်စိတ်ပျက်မိကြောင်းပြောကြားခဲ့ပါတယ်။သူက app intelligence ကိုအထူးသဖြင့်ပြီးခဲ့တဲ့နှစ်က app intelligence နဲ့ပတ်သက်ပြီးဇလန်းကြီးတစ်ခုကိုသူတို့ပြောခဲ့ကြပါတယ်။အခုနှစ်မှာကတော့ generated emoji တချို့ထပ်ပို့ပြီးတော့ထူးမလာခဲ့ပါဘူး။ဒါကြောင့်မလို့သုံးဆွဲသူတွေကိုတန်တရားဖြစ်စေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ အပယ်ကိုဝေဖန်ခဲ့ပေမဲ့လို့ဖီးက AI ကိုအခိုင်အမာထောက်ခံသူတယောက်ဖြစ်ပြီးစမတ်ဖုန်းဟာ AI ကိုအသုံးပြုဖို့အတွက်အဓိကဆက်ပစ္စည်းတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။သူကစမတ်ဖုန်းတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အမြင်ရှိပြီးအခုနှစ်ကနေပြီးတော့ဆယ်နှစ်အတွင်းမှာ application တွေဟာခနောက်ကျသွားလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။အဲ့ဒီအစားဖုန်းတွေရဲ့ operating system OS ဟာသုံးစွဲသူတွေရဲ့လိုအပ်ချက်အားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့တစ်ခုသီးသော app ဖြစ်နေပြောင်းလဲသွားမယ်လို့ဆိုတာပဲဖြစ်ပါတယ်ခင်ဗျာ။